ကင်းပြည်နယ်မြောက်ရီမြို့နယ်တက္ကဒီစံပြကြီးရွာမှာ KNA ကင်းအမျိုးသားတပ်မတော်ရဲ့အရာရှိငယ်ကောင်းဆောင်မှုအည်သွေးမောမှန်တင်းနှန်းဆင်းဘွဲကိုမေလ22ရက်နေ့ကကျင်းပခဲ့ပါတယ်။မောင်တူးပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။မြောက်ရီမြို့နယ်ဒေါနာတောင်လန်းလို့ကျိုးတောင်ကြီးကတက္ကဒီရွာမှာ KNA ကင်းအမျိုးသားတပ်မတော်ရဲ့အရာရှိငယ်ကောင်းဆောင်မှုအည်သွေးမောမှန်တင်းနှန်းဆင်းဘွဲပြုလုပ်ခဲ့ကြတာပါ။ ီနှစ်ကတော့ကျွန်တော်တို့ဟိုနေမ78ကြိမ်မြောက်ဟိုအရာရှိမောမတင်တန်းစင်ပွဲလောက်လောက်တာပေါ့နော်။ဘာကြောင့်လောက်လဲဆိုတော့အတိတ်ကတော့ကျွန်တော်တို့ဒီအရာရှိတွေကဟိုဟိုနေမဒီပြည်သူလူထုတွေနဲ့ဒီဆက်ဆံတဲ့အပိုင်းမှာ ခုနကပြောလို့ဟိုအတိတ်ကဟိုဟိုနေမပြည်သူတွေပေါ်မှာ ဟိုဝန်ထုတ်ဝဘောမဖြစ်အောင်ပေါ့အတိကတော့အဲ့ဒီဟာလေးတွေလက်ပါတာပေါ့နော်ကေအနေကေမျိုးသားတက်မတော်ရဲ့အရာရှိငယ်ခေါင်းဆောင်တင်နန်းကိုတင်နန်းသား90တက်ရောက်ခဲ့ပြီးတင်နန်းကာလ2လကျော်ပြုတ်လုခဲ့တယ်လို့ဆိုပါတယ် မှမရှိဘူးကိုရာတက်စာလုံးဆွဲကြည့်နားလေဆွဲကြည့်တွေကသူတို့သိရဲ့အသိပညာဒီအရေးချင်းကုန်လို့နော် upgrade လုပ်ပေးတယ်နည်းနည်းသိကြတယ်နောက်လေး40 30လောက်လက်ခါပြကြကရင်မျိုးသားတပ်မတော် KNI ဟာ2024ခုနှစ်ဇန်နဝါရီလက BGF ကရင်နယ်ခြားဆောင်တပ်ကနေစစ်ကောင်စီလက်အောက်ခံအဖြစ်ကခွဲထွက်ကြောင်း ကြီးညာခဲ့တဲ့တပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါဘာ